လက်ဘရောင်းတောင်အကျန်းဖက်ခံရမှု22လပြည့်ဆန္ဒဖော်ထုတ်ပွဲကိုစက်တင်ဘာလ29ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ကိုမောင်ကပေးပို့ထားပါတယ်ရှင်ဒေါ်ရေဒေါ်ရေလက်ဘရောင်းတောင်ကျန်းစီစပါးဝိုင်းနောက်ဝါကျန်းစီဒေါ် လက်ဘရောင်းတောင်ကျန်းဖက်ခံရမှု22လပြည့်ဆန္ဒဖော်ထုတ်ပွဲကိုဒီမိုကရေစီအင်အားစုတွေစုပေါင်းပြီးစက်တင်ဘာလ29ရက်နေ့ကရန်ကုန်မြို့မြင်းဒီကုန်းလမ်းဆောင်ကနေရှေးကုန်းဖျားရင်မြင်တော်ဒီလမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။မီလန်ဘုံနဲ့ပြည်ပြီးတော့ရင်းယူတင်ရခံကြရင်းယူဖို့တော့ဒီမရှိမနဲ့။ကျောင်းစံသားနဲ့လာတယ်ပို့ပါ ဆန္ဒဖော်ထုတ်ပွဲမှာလက်ဘရောင်းတော်ဂျင်းဒီစီမံကိန်းရုပ်သိမ်းပေးရေးအပြင်မတရားဖန်ဆီးခံထားရတဲ့အကြောင်းသူမက်ဖြူနင်းထွေးလွတ်မြောက်ရေးကိုလည်းတောင်းဆိုခဲ့ကြပါဗျာ။မသိမရှိပါဘူး။မတရားခံတဲ့ဒီလိုမျိုးကပြန်သာတက်ခုပြီးတော့ဒါသူရဲ့လုံနိုင်တဲ့ဟာလို့လုပ်ပေးတဲ့ပုံမှာကိုကြီးတဲ့လူတွေဆိုရတယ်လက်ရှိကိုကြီးအလုံးလည်းမတရားဖန်ဆီးအနေကိုလည်းထောင်ကြားခံရတယ်။ဒါကမဖြစ်သင့်ဘူး။ ညနေ၄နာရီမှာတော့ဆန္ဒဖော်ထုတ်သူတွေဟာရွှေဘုံပြားရင်မြင်တော်ပေါ်မှာစုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။အလားတူမုံရွာရင်မပင်ခရိုင်တွေကတုံရွာဇီးကုန်းရွာဆယ်ရွဲရွာတွေကယာနဲ့ချီတဲ့ဒေသခံပြည်သူတွေကလည်းလက်ဘရောင်းတောင်တောင်ကြီးကနေချင်းနှင်းမြေကန်အထိလမ်းလျှောက်ချီတက်ခဲ့ကြပြီးလက်ဘရောင်းတောင်ကျင်းဒီစီမံကိန်းလုံးဝဖျက်သိမ်းပြီးမိလောင်ဘုံတုံးပြီးအကြမ်းဖက်ခဲ့တဲ့တရားခဏ်များဖော်ထုတ်ပြီးနဲ့မတရားဖန်ဆီးခံထားရတဲ့ကြောင်းသူမက်ဖြူနင်းထွေလွတ်မြောက်ရေးစတဲ့တောင်းဆိုချက်၃ခုနဲ့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ဒေသခံအာဏာပိုင်တွေကတာစီပိတ်ပင်မှုရှိခဲ့ပဲအေးအေးချမ်းချမ်းနဲ့ပြီးဆုံးခဲ့ပါတယ်ကျွန်တော်ကိုမောင်ပါ